မဲမင်္ဂလာပါမြန်မာ news network ကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည်ဆက်ကဥက္ကဋ္ဌမင်းအောင်လှိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်ဘယ်လာရုရှိ Zone Preparatory စေဝါစက်ယုံတို့တွားရောက်လေလားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့်အစင်းမြင့်ကိုယ်စားလှယ်အဖွဲ့သည်ဇွန်လ26ရက်နေ့မွန်လွဲပိုင်းတွင်ဘယ်လာရုနိုင်ငံ Miss မြို့ရှိ ်ဘောင်ပရပရတီစေဝါထုတ်လုပ်ရေးစက်ယုံတို့တွားရောက်လေ့လာခဲ့သည်အဖွဲ့အနေငယ်တွင်နာဆာကတဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးကောင်စီဝင်ဗိုလ်ချုပ်ကြီးမျိုးစောဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံသားရေးဝန်ကြီးဌာနဤအောင်စုဝန်ကြီးဦးတန်းစွေဒုတိယဝန်ကြီးများနှင့်မြန်မာတန်အမတ်ကြီးဦးတစ်လင်အောင်ဘယ်လာရုစ်နှင့်ရုရှားအတွက်တာဝန်ခံတို့လည်းပါဝင်ခဲ့သည့်ရင်းတို့ကိုစက်ယုံတာဝန်ရှိသူများကကြိုးဆိုအနှံခဲ့ကြသည် အဖွဲ့ဝင်များသည်စက်ယုံအတွင်းသို့ဝင်ရောက်၍ထုတ်လုပ်မှုစဉ်ဆွဲများအားလေ့လာကြည့်ရှုပြီးတာဝန်ရှိသူများ၏ရှင်းလင်းတင်ပြချက်များကိုနားထောင်ကာသိလိုသည့်အချက်များကိုမေးမြန်းဆွေးနွေးခဲ့ကြသည်။ Bound Preparity ဆေးဝါးစက်ယုံသည် Miss New Night တည်ရှိပြီးဝန်ထမ်း1100ကျော်ရှိသည့်ဘယ်လာရုနိုင်ငံ၏အကြီးဆုံးဆေးဝါးထုတ်လုပ်ရေးစက်ယုံတစ်ခုဖြစ်သည့်ရင်းစက်ယုံကို 1990ခုနှစ်အစောပိုင်းတွင်ချာနိုဘိုင်းနျူကလ িয়ার မတော်တဆမှုအပြီးဖြစ်ပေါ်လာသောကျန်းမာရေးပြဿနာများအတွက် အနောက်တိုင်းဆေးဝါးများတင်သွင်းရန်ရည်ရွယ်ကဘယ်လာရေးကျန်းမာရေးဝင်ကြီးဌာနနှင့်ဂျာမနီနိုင်ငံမှ Investment Trade Marketing NB တို့ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ထို့ပြင်ရင်းဆက်ယုံသည်ဘယ်လာရုနိုင်ငံတွင်သာမက နိုင်ငံပေါင်း20ကျော်သို့ဆေးဝါးများတင်ပို့ရောင်းချနေသည်ဟုလည်းသိရှိရသည်။ အေးတန်ချက်ကရင်တိုက်ခိုက်ခံရမှုကြောင့်စစ်သား9ဦးသေဆုံးဂါဇာစစ်ပွဲအတွင်အသေးပြောက်အများဆုံးနေ့တစ်ခုအစ္စရေးစစ်တပ်ကဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ချက်တစ်ခုထဲမှာစစ်သား9ဦးသေဆုံးမှုအကြောင်းကို ဖော်ပြခဲ့သည့်ဤဖြစ်ရသည့်လအနေငယ်ကြာမြင့်နေသောဂါဇာစစ်ပွဲတွင်အစ္စရေးတပ်ဖွဲ့ဝင်များအတွက်အသေးပြောက်အများဆုံးနေ့တစ်ခုဖြစ်သည်ဟုဆိုသည်အဆိုပါဖြစ်စဉ်မှာဂါဇာကမ်းရိုးတောင်ပိုင်းရှိ ခန်းယူနုစ်မြို့၌ တန်ချက်ကာရင်တစည်းကိုဖောက်ခွဲရေးပုံတက်ဆင်ခြင်းကြောင့်မီးလောင်သွားပြီးဖြစ်ပွားခဲ့သည့်အစ္စရေးစစ်တပ်၏ပျော်ရေးဆိုခွင့်ရှိသူဘာဖေဒက်ဖရန်ဒီထိုကဲ့သို့အသေးစိတ်ကိုသတင်းစာရှင်းလင်းပွဲတွင်ဖော်ပြခဲ့သည်တပ်ဖွဲ့ဝင်များအားကယ်ဆယ်ရေးအဖွဲ့များနှင့်ရဟတ်ယာဉ်များဖြင့်ကယ်ထုတ်ရန်ကြိုးပမ်းခဲ့တော်လဲမအောင်မြင်ခဲ့ကြောင်းလည်းပြောကြားခဲ့သည့်တေဆုံးသူများအနက်တွင်တက်ဆုမှုတအူးလည်းပါဝင်သည် ထိုဖြစ်စဉ်သည်2023ခုနှစ်အောက်တိုဘာလကဟားမတ်စ်အဖွဲ့၏အကြီးအကဲဖမ်းဆီးမှုကိုအရင်းအမြစ်ဖြစ်ပြီးစတင်ခဲ့သည့်ဂါဇာစစ်ပွဲအတွင်းဖြစ်သည်ထိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့်အစ္စရေးနိုင်လူတန်219ဦးအများစုသည်အရက်သားတေဆုံးခဲ့ကြောင်းဟာသတင်းဌာန၏စည်ရင်းစရားများအရသိရသည်အစ္စရေးတုံ့ပြန်မှုအဖြစ် ထိုးစစ်တပ်ဖွဲ့စည်းပြီး ဂါဇာဒေသသို့တိုက်ခိုက်ခဲ့သည့်ဤသို့တိုက်ပွဲဆင်နွှဲမှုအတွင်ဂါဇာကျန်းမာရေးဝန်ကြီးဌာနအဆိုအရလူအနည်းဆုံး56သူညခုနှစ်ခုနှစ်ဦးသေဆုံးခဲ့ကြောင်းထိုသူများထဲမှအများစုမှာလည်းအရက်သားများဖြစ်ကြောင်းဖော်ပြထားသည်ကုလသမဂ္ဂကလည်းထိုကိန်းကနန်းများကိုယုံကြည်လက်ခံကြောင်းထောက်ပြထားသည်။ဒါအပြင်တရားဝင်အချက်အလက်များအရာ 2023အောက်တိုဘာလတွင်ဖမ်းဆီးခံခဲ့ရသောဒဇာကန်252ဦးအနက်49ဦးသည်ဂါဇာတွင်လက်ရှိအချိန်ထိကြန့်ရှိနေကြောင်းထိုထဲမှ28ဦးမှာတေဆုံးသွားပြီဖြစ်ကြောင်းဆိုသည် ဂါဇာစစ်ပွဲအတွင်းအစ္စရေးတပ်ဖွဲ့ဝင်များအတွက်အသေးပြောက်အများဆုံးဖြစ်ခဲ့သော နောက်ဆုံးဖြစ်စဉ်မှာ2024ခုနှစ်ဇန်နဝါရီ22ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီးပါလက်စတိုင်းတနက်သမားများ၏တိုက်ခိုက်မှုကြောင့်အဆောက်အဦနှစ်ခုချင်းပြိုကျသွားရာမှစစ်သား20ဦးသေဆုံးခဲ့ကြသည်ယခုအထိဂါဇာစစ်ပွဲအတွင်းတေဆုံးခဲ့ရသောအစ္စရေးစစ်သားဦးရေမှာ440ကျော်ရှိပြီဖြစ်သည် မက်လာအစပိုင်းမှာမေလကုံအထိအစ္စရေးကထောက်ပံ့ရေးပစ္စည်းများအလုံးကိုပိတ်ဆို့ထားသောကြောင့်ဂါဇာဒေသရှိလူနစ်တန်းကျော်မှာစံဃာတလန်ဖြင့်မျက်မှုခေါင်းပါနေကြရကြောင်းလဲလူခွင့်ရေးအဖွဲ့များကတတိပေးသည်တနင်္လာနေ့ကအီရန်နှင့်အပြည့်ခက်ရစဲရေးအပေါ်သဘောတူညီမှုအပြီးအစ္စရေးစစ်တပ်အကြီးအကဲရေဇာမီးယားကယခုအခါဂါဇာဒေသအပေါ်အာယုံစိုက်သွားမည်ဟု ထုတ်ပြန်ခဲ့သည် တေဆုံးသူစစ်သားများထဲမှနှစ်ဦး၏ဇာပနအခမ်းအနားကိုဗုဒ္ဓဟူးညနေခင်းတွင်ပြုလုပ်မည်ဖြစ်ကြောင်းစစ်တပ်ကပြောကြားသည်ဖရန်ကအီရန်နှင့်နျူကလ িয়ার ဆွေးနွေးပွဲ ပြန်လည်စတင်မည်ဟုပြောကြားလာမည့်သတင်းပတ်အတွင်းအမေရိကန်နှင့်အီရန်တို့အကြားနျူကလ িয়ার သဘောတူညီမှုအပေါ်အမြန်ဆုံးတေချာသဘောတူညီမှုတရရရှိနိုင်ရေးအတွက်ဆွေးနွေးပွဲတရပြုလုပ်မည်ဖြစ်ကြောင်း သမရဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်ဟု CNN သတင်းမှာဖော်ပြထားသည် ယခုအချိန်ထိအမေရိကန်နှင့်အီရန်အကြားနျူကလ িয়ার သဘောတူညီမှုအပေါ်ထေချာမှုမရှိသေးတော့လေအီရန်ထံမှတိကျထေချာသောဂတိကဝတ်ပြုမှုများရရှိရန်အတွက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းထရန့်ကထပ်မံပြောကြားခဲ့သည့်ထို့အပြင်တီဟီရန်နှင့်အစ္စရေးအကြားဖြစ်ပွားနေသည့်စစ်ပွဲကို တနိုင်တနိုင်အဆုံးသတ်စေရန်အတွက်လည်းအ мян ဆုံးဖြည့်ရှင်းမှုကိုရှာဖွေရန်ကြိုးပမ်းသွားမည်ဟုဆိုသည် ဇွန်လ22ရက်တွင်အမေရိကန်ကအီရန်ကို ထိုးစစ်အကြီးစားပြုလုပ်ခဲ့ခြင်းကြောင့်နျူကလ িয়ার ဆွေးနွေးမှုအစီအစဉ်ကနှောင့်နှေးသွားခဲ့သည်သို့သောထိုတိုက်ခိုက်မှုမှာအောင်မြင်ခဲ့သည်ဟုထရန်ကပြောကြားခဲ့သည်။အီရန်နှင့်အစ္စရေးတို့အကြားတင်းမာပြင်းထန်သောစစ်ရေးထိပ်တိုက်မဲတွေအပြီး22ရက်အကြာတွင်အမေရိကန်သမ္မတကကြားဝင်ဆောင်ရွက်မှုပြုလုပ်ကအပြစ်ခတ်ရစဲရေးသဘောတူညီမှုရရှိနိုင်ရေးအတွက်ကြိုးပမ်းခဲ့သည်ဟုလည်းသိရှိရသည်။ အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလုံးလေးနှိပ်ပြီးဆက်လက်အားပေးကြအောင်နော်